မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ March 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဗတောင်းမြို့နယ်ရောင်ကျိုးကြီးပါပတ်ဝန်းကျင်မှာရှိတဲ့ကာကင်းစခန်းများအားလုံးကိုအေအေနဲ့ပူးပေါင်းတပ်များက ိတ်ပိုက်ထားပြီဖြစ်တယ်လို့အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခကအတိအပြုပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်အတွင်းမှာရှိတဲ့ညောင်ချိုးကြီးရွာတပ်စခန်းကိုအေအေဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာလက်ရှိအချိန်မှာကာကင်းစခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆက်လက်ပြီးတော့တိုက်ပွဲများဟာပြင်းထန်နေဆဲဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။ညောင်ကျိုးကြီးပါတိုက်ပွဲကစစ်ကောင်စီတပ်များဟာဂစင်ကလျားနဲ့ဆုတ်ခွာထွက်ပြေးနေရပြီးတော့ တိုက်ပွဲဟာပြင်းထန်နေစေဖြစ်တော့လဲအခြေအနေတွေအားလုံးဟာရှုပ်ထွေးနေစေဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲကတော့ဘကိုးတိုင်းဗရောင်းမြို့နယ်ဗကံခွင်းရွာနယ်ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာအပြင်းထန်ဖြစ်ပွားနေတာတွေရှိပါတယ်ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကာကင်းစခန်းအများစုကိုတော့ကျွန်တော်တို့ရဲ့ပူးပေါင်းတပ်တွေကပိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းဟိုတစုဒီတစုနဲ့ဂစင်ကလေးဆုတ်ခွာထွက်ပြေးနေကြပါတယ် ဒီကြားထဲမှာလေကြောင်းတိုက်ခတ်မှုတွေကလည်းတောက်လျှောက်ရှိနေတဲ့အခါကျတော့အခြေအနေတွေအားလုံးကရှုပ်ထွေးနေပြီးတော့တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေစေအနေအထားဖြစ်ပါတယ်လို့ဥခိုင်ဒုက္ခကရှင်းပြထားပါတယ်ဇန်နဝါရီလကစတင်ပြီးတော့ဘကိုးတိုင်ဗရောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းမှာအေအေနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲဒီနောက်မှာတော့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းကနေတဆင့်အကြီးအကျယ်ခုခံနေစေဖြစ်တယ်လို့သိရပါတယ်အေအေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိတယ်ဘကိုးတိုင်ဗရောင်းမြို့နယ်ကနေမိုးထီတောင်စခန်းကို ဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ AA ကထိုးစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတယ်။အရာဝတီတိုင်း၊ပဲခူးတိုင်းနဲ့မကွေးတိုင်းနဲ့အထိပါထိုးပေါက်ဝင်ရောက်ပြီးတော့တိုက်ခိုက်လျက်ရှိတယ်လို့ AA ကတရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မှာရှိတဲ့အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27ကိုအပိတ်သိမ့်ပိုင်နိုင်ရေးအတွက်နေတိုင်းလိုလိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့မှာရှိတဲ့စကခ27စစ်ကောင်စီရဲ့တပ်စခန်းကိုအပိတ်သိမ့်ပိုင်နိုင်ရေးအတွက် KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တက်ခိုက်မှုများအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်မှုများရှိနေပြီးတော့စစ်ကောင်စီဘက်ကဒရုန်းများအပါအဝင်တိုက်လေရင်များနေပါအတုံးပြပြီးတော့စခန်းကိုမကြဆုံးရိတ်အတွက်ခုခံတက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့ဒရုန်းအချို့ကို KI ပူးပေါင်းတပ်ဖွဲ့တွေကပြစ်ချနိုင်ခဲ့တယ်လို့စကခ27ရဲ့ကာကင်းတချို့ကိုလည်းထပ်မံပိမ့်ပိုက်နိုင်ခဲ့ကြောင်းဖော်ပြပြီးတော့အသေးစိတ်အချက်လက်တွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်ကရရဲ့ပူပေါင်းတပ်ဟာ2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာ ဗမော်မျိုးတိုင်းစစ်စင်ရေးကိုစတင်ခဲ့ရာတိုက်ပွဲ၃လကျော်အတွင်းမှာဗမော်မှာရှိတဲ့စစ်ရေးအရာရေးပါတဲ့အမြောက်တပ်တင်ကားတပ်တန်ချက်ကားတပ်ခြေချင်းတပ်များအပါအဝင် စစ်ကောင်စီတပ်ဆွဲထားရာနေရာအများအပြားကိုသိမ်းပိုက်ထားတယ်လို့သိရပါတယ်။ဒါအပြင် ခလာရ၄၀ခွန်စကခ၂၁အပါအဝင်လက်ကျန်တပ်စခန်းများကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါတယ်စစ်စင်ရေးအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်တုံးမှန်းများအဖြစ်နဲ့ဖမ်းဆီးထားနိုင်မှုများလည်းမကြာခဏရှိခဲ့တယ်လို့ကချင်စစ်ရေးသတင်းမြစ်တချို့ကအသိပေးထားပါတယ် KIA ဟာကချင်ပြည်နယ်အတွင်းမှာလက်တလောစစ်ရေးအခြေအနေနဲ့စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်များရဲ့စစ်ရေးလှုပ်ရှားမှုလူသစ်စုဆောင်းမှုအခြေအနေများကိုလည်းမတ်လ15ရက်နေ့မှာသတင်းဖော်ပြခဲ့ပါတယ်စစ်ကောင်စီလက်အောက်ခံ မင်းစေတပ်ပြည်သူစစ်တပ်ဖွဲ့ကမတ်လ14ရက်နေ့ကတနိုင်းလီโดလမ်းမှာရှိတဲ့ဝါရာဇွန်းနဲ့နမ်ဆန်ရွာကလူနေအိမ်18လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မက်စလာ14ရက်နေ့မှာစစ်ကောင်စီကဝါရာဇွန်းနဲ့နမ်ဆန်ရွာကိုလေရင်နဲ့နှစ်ချိန် drone လက်နက်ကြီးများနဲ့ပစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့မင်းစေတန့်ပြည်သူ့စစ်အဖွဲ့ကခြေချင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့ KIA ကခုကတိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်လက်အောက်ခံမင်းစေတပ်ပြည်သူစစ်ဘက်ကပေဆုံးမှုတွေများပြားပြီးတော့လူနေအိမ်များကိုမိရှုဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မင်းစေတပ်ပြည်သူစစ်အဖွဲ့ဟာဒေသတွင်းလူငယ်လူရွယ်များကိုလူသစ်စုဆောင်းနေကြောင်းလည်းဖော်ပြထားပါတယ်။ဒါ့အပြင်မိုးကောင်မုံညင်နမ်မတီးမှာ ရှမ်းနေတက် SN နေနဲ့စစ်ကောင်စီတပ်များဟာတွာလာလှုပ်ရှားနေကြပြီးတော့လူသေစုဆောင်မှုများကိုလုံဆောင်နေတယ်လို့အတိပေးထားပါတယ်စစ်ကောင်စီနဲ့ SN တွေဟာတိုင်တယောက်စစ်မှုမထမ်းမနေရဆိုပြီးတော့နေအိမ်နေတဲ့အထိကိုဖမ်းဆီးမှုများလုံဆောင်နေတယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာမြေကြီးနာလုံမုံစုဘက်မှာလဲစစ်အင်အားတွေဖြည့်တင်းခြင်းများပြုလုပ်နေတယ်လို့ပူတာအိုဘက်မှာလဲစစ်အင်အားတွေဖြည့်တင်းနေတယ်လို့အတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကူတိုင်းဖြူးမြုံနယ်ဖြူးအုပ်ဖြတ်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ကခွန်နှုတ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၀ရက်နေ့မနက်၈နာရီခန့်မှာ ဖြူးမြို့နယ်ဖြူးအုပ်ဖြတ်လမ်းပိုင်းမှာရှိတဲ့တာကျိုးလမ်းစုံမှာအာလာဝကစစ်ကြောင်းနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနအီကကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က9ဦးသေဆုံးတာထိခိုက်ဒဏ်ရာရရှိသူ9ဦးဟာလည်းသေဆုံးနိုင်ခြင်းများပြားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလည်းလက်နက်ကြီးများဒရုန်းများပစ်ကူပေးခဲ့တော့လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမက်လာ၈ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့ခလာရ83တပ်ရင်းလက်အောက်ခံပပြင်းညွန့်စခန်းသိမ်းပိုက်ရေး မှာလဲအလာဝကစစ်ကြောင်းကလဲပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဖြူအုပ်ဖြတ်လမ်းပိုင်းကိုလဲတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကနှစ်ရက်တာထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်သခိုင်းတိုင်းရေဦးမြို့ပေါ်မှာလဲကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒိဆုံးမှုတွေရှိခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောဆိုထားပါတယ်။မက်စလာ15ရက်နေ့ည8:00နာရီခန့်ကလေရေဦးမျိုးဘိုးအောင်စီရဲ့ရက်ကွက်အတွင်းမှာလှည့်လည်ပြီးတော့ ကင်းပိုင်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားသုံးစီးကိုရဲဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကားနှက်စိပြစီသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုတွေရှိနိုင်တော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့တော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တွေမှာစစ်ကောင်စီဘက်က drone နဲ့တိုက်ခိုက်တာတွေကိုပုံမှန်လှုံ့ဆော်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်စစ်ကောင်စီတပ်ဟာမက်စလာဇန်းကစပြီးတော့ကြိုက်ထုံမျိုးနယ်အတွင်းထဲကခြေပါတွေကိုနေ့စဉ်နဲ့အမျှဒရုန်းနဲ့ကင်းထောက်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေရဲ့ပြင်မှတ်တွေအပြင်အရဲသားပြည်သူတွေရဲ့ပြင်မှတ်တွေကိုပါပုံမော်ပြီးတော့တိုက်ခိုက်လာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မက်စလာ12ရက်နေ့နဲ့13ရက်နေ့ကလည်းကြိုက်ထုံမျိုးနယ်မှာရှိတဲ့ကញင်အိုင်ဝါရက်ကွင်းနဲ့မုတ်ခွတ်မော့ခြေပါတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်2ဦးနဲ့အရဲသားပြည်သူ4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒေသအခြေစိုက်တော်လိုင်းတပ်ဖွဲ့တာဝန်ရှိသူရဲ့ပြောပြချက်အရစစ်ကောင်စီရဲ့ဒရုန်းတိုက်ခိုက်မှုတွေကို ြုံနိုင်ငံသားဤပညာရှင်တွေကအဓိကဥဆောင်နေတာဖြစ်တယ်လို့တက်တွင်းသတင်းရင်းမြစ်ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်တက်တွင်းသတင်းရင်းမြစ်ရဲ့ပြောပြချက်အရမတ်လဇန်ပိုင်းမှာပြုံနိုင်ငံသားဤပညာရှင်၄ဦးဟာကြိုက်ထိုးအခြေဆိုင်အမတ်၂ခွန်ချင်းမြတ်တရင်အမတ်၃၁၀အမြောက်တက်တို့ကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်ပြုံနိုင်ငံသားဤပညာရှင်တွေဟာကြိုက်ထိုးအခြေဆိုင်တရင်တွေမှာ ဒရုန်းမောင်းတဲ့အနီးတင်တန်းပေးတာဘုံချိတ်တဲဆောင်နီးပြင်မှတ်ရှာဖွေတက်ခတ်မှုနီလန်းတွေကိုတင်တန်းပေးနေတာတွေရှိတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဟာကြိုက်ထုတ်အခြေစိုက်တိုက်ရင်တွေမှာလက်နက်ကြီး60မမ120မမစတဲ့လက်နက်ကြီးဘုံသေးတွေကိုတဲဆောင်နိုင်တယ်။ဒရုန်းစဲစည်းတဲ့မနေပို့ဆောင်ထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီတပ်တွေအုံပြုတ်နေတဲ့ဒရုန်းတွေထဲမှာပြည်ုပ်နိုင်ငံထုတ်ဒရုန်းတွေအများဆုံးပါဝင်ပြီးတော့ဒရုန်းအမျိုးအစားတွေအနေနဲ့ Facewing Drone ကမီကာစီဒရုန်း CH2 CH4 အပြင် CZ 55 UAV drone တွေလည်းပေါဝင်လာတယ်လို့သိရပါတယ်။ CDM တပ်အတိုင်းဝိုင်းကတော့မြေပြင်စစ်ဆင်ရေးတွေမှာတိုက်ခိုက်ရေးအင်အားတွေရိုင်းနေလာတဲ့စစ်ကောင်စီဟာ drone စစ်ဆင်ရေးတွေကိုအရှိန်ဟုန်မြင့်တင်လာတဲ့အတွက်တော်လိုင်းအဖွဲ့တွေချိုတင်ပြီးတော့ပြင်ဆင်ထားတဲ့နယ်လို့သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်ဘုံကြီးကျောင်းကိုအကြမ်းမဆက်တကလေရင်လက်နဲ့ကြီးများနဲ့တိုက်ခတ်ခြင်းကြောင့်အဆောက်အဦးနဲ့ကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ23ရက်နေ့ကလောင်းလုံးမြို့နယ်မှာရှိတဲ့အကြမ်းမဆက်တရဲ့လက်ခတ်တောင်တာဝါတိုင်းဘုံစခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်တဲ့အချိန်မှာအကြမ်းမဆက်တကလေရင်နဲ့စစ်သည်မောများကနေ ဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အချက်မဲ့ဆက်တိုက်ရဲ့တိုက်ခတ်မှုအတွဲမှာလက်ခတ်တောင်ဖုံးကြီးចောင်းကိုလည်းဘုံဒီများချရောက်ပောက်ခွဲခဲ့ပြီးတော့ចောင်းဝဲအတွဲထဲမှာရှိတဲ့အဆောက်အဦနဲ့ကားတစ်စီးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့အရဲသားပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်တောင်ပေါ်မှာလာပြင်းနေပဋ္ဌာန်းသိမ်းဝဲရှိလို့အဲ့ဒီကိုလာတဲ့လူတွေနည်းနည်းပတ်ပတ်တော့ရှိတာပေါ့ အဲ့ဒီအချိန်မှာစစ်တပ်ကလှမ်းပစ်တော့ပြည်သူတွေအကုန်လုံးပိတ်မိကုန်တာပေါ့စစ်ခွေးတွေဖုန်ကြီးချောင်းကိုလေရင်တွေကောစစ်သင်းမောတွေဘောကနေရောလှမ်းပြီးတော့ပြစ်တာကျောင်းဝင်းထဲမှာရှိတဲ့အဆောက်အဦတွေနဲ့ကားတစီထိမှန်ပျက်စီးသွားတယ်လို့သိရတယ်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမလိုင်မြို့နယ်နဲ့နထိုးကြီးမြို့နယ်အဆက်ကိုလည်းအကြမ်းဖက်ဆက်တက်ကစက်တပ်၄ထိများနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောပြထားပါတယ် ်ဒီကနေ့မတ်လ16ရက်နေ့မနေ့2နာရီခန့်မှာမလိုင်မြို့နယ်နထိုးကြီးမြို့နယ်အဆက်မှာရှိတဲ့တန်းကုန်းရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုတော့အတည်ပြုနိုင်ချက်မရှိသေးကြောင်းသတင်းရရှိပါရခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ